မင်္ဂလာပါရှင်မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာပြက်ပွားနေတဲ့တိုက်ပွဲတွေထဲမှာတမိုင်းဝင်တိုက်ပွဲလို့ချီချူးပြောဆိုနေရတောင်ခန်းတိုက်ပွဲမှာနာဆာကစစ်တီတွေဟာမာကျော်ကျက်လက်စွာနဲ့အကောင်းဆုံးပုံစံမျိုးနဲ့တရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရဲ့စက္ကန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနိုင်ခဲ့ပါတယ်နာဆာကအကြေကဲတွေကလည်းတောင်ခန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်တီတွေကိုဝယ်တူးကုန်တူပေးကချင်းမြင့်ခဲ့ပါတယ် တောင်ခံတိုက်ပွဲအတွင်းမှာပထမဆုံးသူရောက်ပွဲရရှိခဲ့သူကတော့ဒုတိယပုံမှုစီသူရမျိုးကုတ်ကုထုံဖြစ်ပြီးတော့ဘလို့ရဲစွမ်းတက်တီမျိုးနဲ့စိတ်ထားမျိုးရှိနေတဲ့လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့ Motor Media Channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအနေနဲ့ လူဆဲဝင်စားမှုအများဆုံးနဲ့ရားလက်ကောင်းတွေအများဆုံးရယူနိုင်တဲ့တိုက်ပွဲတွေတဲမှာနောင်ကျိုမြို့နယ်အတွင်းကတောင်ခမ်းတိုက်ပွဲလည်းပါဝင်ခဲ့ပါတယ်။တောင်ခမ်းဟာမန္တလေးတိုင်းပြည်ဦးနယ်နဲ့55မိုင်ကန့်အကွာမှာရှိနေရာတံမြို့ပြည်ဦးနယ်အတွင်းမဟာပြူဟာအရအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုချိတ်ဆက်ထားတဲ့အတေးကနေရာဖြစ်နေရာတီယန်နယ်ဦးဆောင်တဲ့ပူပောင်အဖွဲ့တွေဟာ2024ဩဂုတ်လ10ရက်နေ့တည်းက တောင်ခံကိုတည်ယူနိုင်ဖို့အင်အားသုံးအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။ရမ်းမြင်းနဲ့တောင်ခံရှိနာဆာကတပ်တွေဟာအကောင်းဆုံးပုံစံမျိုးနဲ့အတွဲညီစွာအစွမ်းပြနေရာမလ6ရက်နေ့မှာတောင်ခံရဲ့အတေကအရေးပါတဲ့ဂုံးနှစ်ခုကိုထပ်မံတည်ယူနိုင်ခဲ့ရာလက်ရှိချိန်မှာတောင်ခံဟာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်တဲ့နေမျိုးဖြစ်လာခဲ့ပါတယ်။တကယ်တော့တောင်ခံတိုက်ပွဲဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေတည်းမှာ လူစဲဝင်ဆောင်မှုအများဆုံးတိုက်ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့အချိန်အကြာဆုံးတိုက်ပွဲတစ်ခုဖြစ်နေပြီးတော့နာဆာကတပ်တွေအကောင်ဆုံးအစွမ်းပြနေတဲ့တိုက်ပွဲလေးဖြစ်ပါတယ်။အဲဒီတောင်ခံတိုက်ပွဲမှာတအောင်းတရနယ်လေးအဖွဲ့နဲ့အတူဒန်နု DPN လေးလက်နက်ကင်အဖွဲ့ကြောက်စဲ PDF အဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။တောင်ခံတိုက်ပွဲမှာအမတ်ကိုရာနှင့်အမြောက်စကန်ကိုကဲမှုဌာနချုပ်အမြောက်တရင်354 အမြောက်တရင်406အမြောက်တရင်206တွေအပြင်ချက်လင်းချင်းမြန်တရင်တပ်ဖွဲ့တွေလည်းရှိနေပါတယ်။တရနယ်လေဦးဆောင်နေပူပေါင်းအဖွဲ့တွေဟာ2024အောက်ဂုလ10ရက်နေ့တည်းကတောက်ခန်းကိုတင်းယူနိုင်ဖို့အင်အားသုံးအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်တောက်ခန်းရှိနာဆာကာရဲ့အမြောက်တပ်တွေချက်လင်းချင်းမြန်တရင်တွေဒရုန်းတပ်ဖွဲ့တွေနဲ့လေတပ်တွေဟာစိတ်ဓာတ်မာကျော်ကြန့်ခိုင်မှုနဲ့အတူလက်တွဲညီစွာနဲ့အကောင်ဆုံးအစွမ်းပြတိုက်ခိုက်ခဲ့ရာ တအောင်တရံတန်းလေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတပ်တွေခဏခဏပြန်လည်ကြကာစစ်ဦးကြိုးကဲရှာပြီးလက်ရှိချိန်မှာတရံတန်းလေးအဖွဲ့တွေဟာထိန်းချုပ်ထားတဲ့စခန်းတွေကိုပြန်လည်လက်လွတ်ပေးကြရပါတယ်။တောင်ကန်စစ်တွေက2024ခုနှစ်ဩဂုတ်လ10ရက်နေ့က2025ခုနှစ်မတ်လ6ရက်နေ့ထိတိုက်ပွဲကြီးတိုက်ပွဲငယ်ရှာနေချီတိုက်ခိုက်ခဲ့ရပြီးမယ်။အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်အပြင်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့အတွက် တရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့အင်အားသုံးအကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ကြာကနေစကန်တွေကိုလက်မလွှဲရှာပဲအစွမ်းပြတိုက်ခိုက်မှုနဲ့အတူတရနယ်လေးထိန်းချုပ်ထားတဲ့စကန်တွေပြန်လည်သိမ်းယူနိုင်တာမျိုးလည်းဖြစ်ပါတယ်။တောင်ခန်းရှိနာဆာကစစ်သည်ရီဟာတရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စစ်ဦးကိုရိုက်ချိုးနိုင်ခဲ့ပြီးနောက်ဖေဗူလာအတွင်းမှာပဲကမ်ဘောဇာကုံနာရှူရွာရှေ့ဆန်ဘောကုံမန်မော်စေတောင်ပြေကုံတွေတောင်ရှိစီလုံကာဖုံကြီးကျောင်းနဲ့ လုံကာစတင်ကြောင်းနဲ့ချွေရောင်ပြန်ကုန်ငွေရောင်ပြန်ကုန်တွေအပါအဝင်တောင်ကန်းဝန်းကျင်ရှိ TNN ထိန်းချုပ်ထားတဲ့စကမ်းတွေကိုပြန်လည်သိမ်းယူပြီးတော့နောင်ကြိုမြို့ကိုတံပြန်တိုက်စစ်ဥတီဝဲရှိနေပါတယ်။တောင်ကန်းတိုက်ပွဲမှာနာဆတ်ကတက်တွေအောင်ပွဲတွေပြန်လည်ရယူနိုင်မှုကြောင့်တောင်ကန်းနဲ့မိုင်၈၀ကျော်သာကွာဝေးတဲ့ရက်ဆောက်ကမက ပင်တရရွာငယ်အထိပါလည်းမြေစုံမနိုင်ဖို့ရှိရထားတဲ့ဓနုရက်နက်ကိုင်အဖွဲ DBNL အဖွဲတွေနဲ့ ြည်ဦးလီမန္တလေးမြို့တည်ဦးတည်တိုက်ခိုက်ဖို့ရည်ရွယ်ချက်ရှိနေတဲ့တရားနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ရေမှန်ချက်တွေပြက်စီးကြရတယ်လို့စိတ်တပ်ပိုင်းဆိုးရွားစွာပြက်စီးကြရပါတယ်။တောက်ခမ်းတိုက်ပွဲမှာပေါဝင်ခဲ့တဲ့စစ်တီတွေကြောင့်တရားနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစေးအဟုန်ကိုရပ်တန့်စေခဲ့တယ်လို့နာဆကတက်တွေအတွေ့အောင်ပွဲအောင်စိတ်တွေစတင်ရရှိခဲ့တဲ့တိုက်ပွဲကြီးတပွဲဖြစ်ခဲ့တယ်။တပိုင်းဝင်တိုက်ပွဲကြီးတပွဲဖြစ် စီရင်စိတ်ဝင်စားသူတွေကြားမှာချီကျူးပြောဆိုတာတွေလည်းရှိနေပါတယ်။ဒါပြင်တောင်ခမ်းတိုက်ပွဲကိုလက်ရှိအချိန်မှာအရှင်ခေကွမ်လုံရက်၄၀တိုက်ပွဲလိုမျိုးခန်းနာရရင်နဲ့တမိုင်းဝင်တိုက်ပွဲကြီးဖြစ်တင်စားတာမျိုးတွေရှိနေပြီးတော့တောင်ခမ်းစစ်တီအလုံးကိုတီးစားဂုံပြုချင်းမြတ်တာတွေလို့ကိုနာဆကောက်ကိုအပေးထောက်ခံသူတွေက အကြံပြုတိုက်တွန်းတာတွေရှိနေခဲ့ပါတယ်။တောင်ခမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်တီအလုံးဟာသူရဲကောင်းတွေဖြစ်ချီကျူးပြောဆိုခံနေကြပြီ။ နာဆတ်ကအကြီးကဲတွေကိုတိုင်ကလည်းတောက်ခန်းတိုက်ပွဲမှာခေါင်းဆောင်မှုအပြင်နဲ့ရရင်စွာအစွန်းပြခဲ့တဲ့မာဆာခ600နှစ်တမှုဖြစ်တဲ့ဗမူကြီးနိုင်ဝင်းကိုပုံမှုကျောက်ရာတူတုံးမြင့်ပေးခဲ့တယ်လို့အင်တိုင်းအခြေဆိုင်တမ17လက်အောက်ခံတက်ရင်ဖြစ်တဲ့ခမာယ219ရဲ့တက်ရင်မှုဖြစ်တဲ့ဒုတိယဗမူကြီးသူရမျိုးကကိုထွန်းကိုသူရဘွဲ့ချင်းမြင့်ပေးခဲ့ပါတယ်သူရဘွဲ့ဆိုတာဟာမြမတက်မတော်စွမ်းရည်တတိဆိုင်ရာဂုံနူးဆောင်ဘွဲ့တစ်ခုဖြစ်ပြီး အောင်စံဒုရိယပွဲနဲ့တရသူရပွဲတွေပြီးရင် အမြင့်အမားဆုံးဆုတခုဖြတ်ပါတယ်။ဒုရိယပွဲမှုကြီးသူရမျိုးကကုထွန်ဟာစစ်ပွဲတွင်စွန့်လွတ်စွန့်စားစိတ်အပြည့်နဲ့အပင်မဲခံတဲ့စစ်ကောင်းဆောင်ရဲ့တအုပ်ဖြစ်ပြီးတောက်ခန်းတိုက်ပွဲမှာသူရပွဲကိုပထမဆုံးရရှိခဲ့သူဖြစ်တယ်လို့သိရပါတယ်။တောက်ခန်းကိုသွားရောက်ကိုင်ပေးခဲ့ပေါ်တဲ့ကိုခိုင်စော်ကတော့တောက်ခန်းမှာဆိုရင်ပထမဟိုပထမဦးဆုံးသူရပွဲရသွားတာသူရမျိုးကကုထွန်ဘုံမှုသူရမျိုးကကုထွန်ဟဲ့လား ။တမတိတိကကျွန်တော်တို့အင်းနိုင်ခြေဆိုင်တမတိတိကဟုတ်ကဲ့။အင်းမူတော့တော့တာတာတာတောက်ဆိုင်ပထမဆုံးကူတာပေါ်ရတယ်လူ။အဲတောက်ဆိုင်ကိုလာကူလို့သူရွက်ရွာတာဘုံသူကမျိုးကူကိုထော။ဟုတ်ကဲ့46ကတကယ်ကိုတော်ပြီးတော့တကယ်ကိုအပင်ပန်းခံနဲ့နော်စစ်ကောင်းဆောင်ငယ်ပေါ့ဗျာ။ကျွန်တော်ကျွန်တော်ကိုယ်တိုင်ကိုရှေ့တန်းမှာတူတိုက်နဲ့ကျွန်တော်တွေ့ခဲ့။မော်တော်မီဒီယာ channel ရဲ့ဆက်သွယ်မေးမြန်းမှုကိုထပ်သွင်းဖြေဆိုခဲ့ပူပါရယ်။ ဒုတိယပုံမှုစီသူရမျိုးကုကုထွန်ဟာအမိန်နာခံမှုကောင်းမွန်တဲ့စစ်ကောင်းဆောင်ရဲ့တုပ်ဖြစ်တဲ့ဆိုတဲ့အချက်ကိုကိုခိုင်စောကအခုလိုမျိုးပြောပြခဲ့ပါတယ်။ကိုခိုင်စောကမျိုးကုကုထွန်ရဲ့အဓိကတာဝန်ကတောင်ကန်900နေနဲ့354ကြားတဲ့ကိုအသွားပြန်နယ်မြေရှင်းလင်းရေးလှုပ်ရတဲ့တာဝန်ဖြစ်တယ်။ရန်သူခေါင်းနိုင်ငံအဓိကဂုံးတွေကိုတက်ရှင်းတက်ပြပေါ့ကိုရတက်က24ရက်ညအတိုက်ခံရပြီး25ရက်မနေ့ပိုင်းမှာဒုတိယပုံမှုစီ သူရမျိုးကကိုထုံဦးဆောင်တဲ့စစ်ကြောင်းကလာရောက်ပူပေါင်းနိုင်ခဲ့တယ်။အဲ့ဒီလိုပူပေါင်းနိုင်တဲ့အခါကျတော့ငါတို့လည်းအားတက်တာပေါ့။အဲ့ဒီချိန်ကျမှဒုတိယပုံမှုစီသူရမျိုးကကိုထုံနဲ့ပထမဆုံးစတင်တွေ့ဆုံဘူးလား။အရှင်တို့ကတွေ့ဆုံဘူးလားမရှိဘူး။အဲ့ဒီချိန်တော့ကသူတက်ကတက်လာတာရှုံနေဘွက်တွေနဲ့ပေလုံးနေတာ။ဖာလန်ကျန်းနေရလေ။မော်ရင်ဆိုတော့အဂလာ၂၄၂၅ဆိုတော့မော်ရင်ကြီးပေါ့။သူကတက်ကိုစနစ်တကျကုတ်ခဲ့ပြီးတက်လာခဲ့တာမျိုးပေါ့။ အဲ့ဒီတက်လာတဲ့သူ့ရဲ့စစ်ကြောင်းထဲမှာဒဏ်ရာရစစ်သည်က၃ဦးပါလာတယ်။ကိုရိုစီကိုရောက်တာနဲ့နေရာတွေပါရီအကုန်ရှူထမင်းချက်တဲ့သူကချက်ကျန်တဲ့ကိစ္စလုပ်တဲ့သူကလောက်ကြတယ်။အဲ့ဒီအချိန်မှာဒုတိယဗိုလ်မှူးကြီးသူရမျိုးကုတ်ကိုထွန်းအောင်အထက်ဌာနကိုချက်ချင်းတင်ပို့တယ်။ဘယ်အချိန်မှာရောက်ပြီဆိုတာမျိုးတင်ပို့တာပေါ့။အဲ့လိုတင်ပို့ချိန်မှာအထက်ဌာနကသူ့ကိုဘယ်အချိန်မှာချက်ချင်းပြန်ထွက်ခဏပဲနားဆိုတာမျိုးညွှန်ကြားခဲ့တယ်။အဲ့ဒီအချိန်မှာသူကတစ်ချက်မျက်နှာမပြတ်ဘဲငါကြည့်တဲ့ကတည်ရဲ့ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်မှာအာလုံးပင်ပန်းနေကြတာ။စုပ်ပြတ်တက်နေရ။အဲ့ဒီချိန်မှာတုံယုံတုံယုံလူအတွက်ဆိုလမ်းလောင်ဆက်လျှောက်နေတော့မှမဟုတ်ဘူး။အဲ့ဒီချိန်မှာထမင်းစားဖို့တောက်ဖို့ချက်ပြီးတော့နောက်တနေရာကိုဆက်ထွေးရအောင်မျိုးလေ။ထမင်းချက်နေတဲ့အချိန်မှာနာထမင်းချက်ပြီးတော့စားစားပြီးတော့နောက်တနေရာကိုပြန်ထွက်ရအောင်မျိုးလေ။အဲ့ဒီချိန်နဲ့မျိုးကြတော့တောင်ယုံတုံယုံလူဆိုရင်ဆက်ထွက်ချင်မှမဟုတ်ဘူး။နားကျင်ကြတာပဲလေ။အဲ့လိုချိန်ဒီမှာသူမရရအောင်ဆက်ထွက်တယ်။သူ့ရဲ့တပတ်လက်သားတွေအကုန်လုံးကို မကြီးမညူဖြစ်အောင်စိတ်ပိုင်းဆိုင်ရာအားတက်မှုဖြစ်အောင်လှုပ်ပြီးဆက်ထွက်သွားတယ်။စိတ်တော့မကောင်းဘော့။ငါတို့ကတော့သူ့ကိုတရက်နှစ်ရက်လောက်တော့နားစီချင်တာပေါ့။သူ့စိတ်ကြောင်းစီတစ်ခုလုံးအနားရှိနေတဲ့အချိန်ကျတော့ငါတို့လည်းပို့လုံးစုံတာပေါ့။ရန်သူလာတိုက်ရင်ခြားကြပေါ့။အဲ့ဒီနောက်ပိုင်းသူ့နဲ့ကိုယ်နဲ့မတွေ့တော့ဘူး။မတွေ့ပေမဲ့သူ့တဲ့င်းတွေအမြဲကြားပါတယ်ဆိုပြီးတော့ပြောပါတယ်။တောင်ကန်းတိုက်ပွဲတွင်ဒုတိယဗိုလ်မှူးကြီးသူရမျိုးကုတ်ကိုထွန်းရဲ့အတိတ်ကပင်မတောင်ဟာတောင်ကန်းမဆာက900နှစ်ကနေ အာမတ354တိအသွားအပြန်လောထိုးတလိုမျိုးနာမည်ရှင်းလင်းရတဲ့တောင်ဝန်ဖြစ်ပြီးရန်သူတွေရှိနေတဲ့ကြားကနေဖြတ်တန်းသွားလာခဲ့ရတာမျိုးဖြစ်ပါတယ်။တောင်ကဲမဆခ902ကနေအာမတ206ကိုအပြောင်းတိုင်းအကွာအဝေးတက်မှရှိပြီးအာမတ206ကနေအာမတ406ကို အကွာအဝေးအပြောင်းတိုင်း3.5မှ9ရှိကအာမတ406ကနေအာမတ354ကိုအကွာအဝေးအပြောင်းတိုင်း2မှရှိလို့သိရပါတယ်။ကိုခိုင်စောက ယောကကိုထုံးရဲ့ပင်မတောင်ဝန်ကတောင်ကန်900နှစ်ကနေ206 206ကနေ406 406ကနေ354 354ကိုရောက်ပြီးဆိုရနဲ့တခါ406 406ဘက်ကနေ206 206ကနေ902အထိလွန်ထောပြီးတော့ကိုကြည်တန်းကြီးအသွားပြန်လောက်ရတယ်။ရန်တရေကအဲ့ဒီကြားထဲမှာရှိတယ်။ဒီဘက်ကိုထိုးပေါက်လာလိုက်ဟိုဘက်ကိုထိုးပေါက်သွားလိုက်နဲ့အသွားပြန်လောက်နေရ206ဆိုလို့ရှိရင်အချိန်နေမကောင်းတဲ့အချိန်မျိုးဖြစ်ခဲ့ဘူးတယ်။ အဲ့ဒီအချိန်မှာမြို့ကကုထုံဦးဆောင်နဲ့စစ်ကြောင်းရောက်လာပြီးမြို့ကကုထုံတို့အားနဲ့206ကိုပြန်လည်တင်းယူရတာလက်ရှိချိန်ထိ206ခိုင်မြဲနေတာဟာ206တရင်မှုကောင်းတာပြင်မြို့ကကုထုံဦးဆောင်နဲ့စစ်ကြောင်းရောက်သွားပြီးပွဲအခြေအနေကိုအလဲပြောင်းလောက်ပေးလိုက်တာမျိုးဖြစ်တယ်အဲ့လိုပဲ9ရက်နှစ်တက်သေးကိုဝင်လာတဲ့ရန်သူတွေအကုန်လုံးဟာလေမြို့ကကုထုံရောက်ရှိလာချိန်မှာမြို့ကကုထုံဦးဆောင်နဲ့စစ်ကြောင်းအားနဲ့ရန်သူအကုန်လုံးကိုပြန်တွန်းထုတ်ရတယ်ဆိုပြီးတော့ပြောပါတယ် တောင်ကန်းတိုက်ပွဲမှာအဓိကအသက်2ခုရှိပြီးပထမအသက်က902နဲ့206ဖြစ်ပြီးတော့ဒုတိယအသက်ကအာမတ354ဖြစ်ပြီးတော့အာမတ354က end of sea လမ်းကြောင်းထဲမှာရှိနေတယ်။အဲဒီ end of sea လမ်းကြောင်းကိုဖြတ်တောက်လိုက်မယ်ဆိုရင်902နဲ့206ကအော်တိုပြတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။ဒါပြင်ကိုခိုင်းစောက902နဲ့206သာကြာသွားခဲ့ရင်တောင်ခံကဇလံပေးသွားပြီး 9ရက်နေ့နဲ့206မကြရခြင်းအဓိကအကြောင်းရင်းတွေကိုခြရင်မယ်ဆိုရင်နံပါတ်1ထဲမှာဒုတိယပုံမှုကြီးမြို့ကကွထွန်းရဲ့လှုပ်ဆောင်ချက်တွေပါတယ်။ဒါကြောင့်လည်းပြီးခဲ့တဲ့လွတ်လပ်ရေးနေ့မှာဒုတိယပုံမှုကြီးမြို့ကကွထွန်းကိုနိုင်ငံတော်ကသူရဘွဲ့ချီးမြှင့်လိုက်တာ။ဘာကြောင့်လဲဆိုရင်106အချိန်ဒီမကောင်းတဲ့အချိန်မှာဒုတိယပုံမှုကြီးမြို့ကကွထွန်းဦးဆောင်နေတဲ့ရောက်သွားတယ်။အဆင်ပြေသွားတယ်။ကိုရနဲ့အချင်းနေမကောင်းချိန်မှာလေမြို့ကကိုထွန်လျှောက်သွားတယ်အချင်းနေကောင်းသွားတယ်သူကတောင်ခန်းရဲ့အလှည့်ပြောင်းတစ်ခုကို ထပ်ပြီးတော့ကြားကန်ပေးလိုက်တဲ့သဘောပေါ့တာခိုင်းရဲ့လက်ပြောင်းကိုပထမကြားကန်ပေးခဲ့တာကကိုနိုင်ဝင်းကိုနိုင်ဝင်းကတစင်မျိုးကုတ်ကိုထွန်းအစင်းစင်ကြားကန်ပေးခဲ့ရပေါ့ဒုတိယပုံမူကြီးမျိုးကုတ်ကိုထွန်းဟာငါတို့စီကထွက်သွားပြီးအပြတ်မှာဆိုရင် point 1130ဂုံးလေးကိုတက်သိမ့်ပြတာဒုတိယပုံမူကြီးမျိုးကုတ်ကိုထွန်းကတိုက်ပွဲလက်ကြီးလဲကောင်းတယ်လို့လှုပ်လဲလှုပ်ရဲတဲ့ပြတ်သားတယ်ကြီးလိုက်တာနဲ့သိရယ်ကိုရိုနဲ့သူနဲ့စုံချိန်မှာသူတပတ်တွေနားနေချိန်မှာတော့သူမနာဘူး တက်ပြက်တသားလောက်တဲ့အထဲမှာတော့ပါတယ်ဆိုပြီးတော့ပြောပါတယ်ဒုတိယဗိုလ်မှူးကြီးမြို့ကကွတ်ထွန်းဟာတိုက်ပွဲကိုရရင်စွာတိုက်တဲ့အတွက်ခဏခဏဒဏ်ရာရပြီးတာကန်တိုက်ပွဲမှာပဲဒဏ်ရာနှစ်ကြိမ်ရရှိခဲ့တယ်လို့သိရပါတယ်ကိုခိုင်စောကဒုတိယဗိုလ်မှူးကြီးသူရမြို့ကကွတ်ထွန်းဟာတာကန်တိုက်ပွဲမှာပဲဒဏ်ရာနှစ်ခါရတယ်ဒဏ်ရာရပြီးစေးကိုရင်နဲ့ပြန်တိုက်လိုက်ပြန်ကောင်းသွားလိုက်ဒဏ်ရာရလိုက်စေးကိုလိုက်ပြန်တိုက်လိုက်သူရဘွဲရပြီးမှဒုတိယဗိုလ်မှူးကြီးမြို့ကကွတ်ထွန်းဟာပြင်းထန်တဲ့ဒဏ်ရာထပ်မံရရှိခဲ့ပြီး ပြန်လည်ရုံထွက်နိုင်ခဲ့ကဆက်လက်တိုက်ပွဲဝင်ကြဖြစ်တယ်။မြေကုတ်ကွထွန်းဟာကိုနာဝင်းတို့ပဲသွေးအေးတယ်။မြေကုတ်ကွထွန်းဟာ၈လပိုင်း၃ရက်နေမှာတောင်ခန်းကိုစစ်ကိုရောက်လာပြီးတော့သူနဲ့၁၇ရက်မြောက်နေ့ဖြစ်တဲ့ဩဂုတ်လ၂၄ရက်25ရက်မှာစဆောင်ခဲ့တယ်။အရင်တွဲဆောင်ချိန်မှာပဲမြေကုတ်ကွထွန်းဟာတောင်ခန်းကိုဟိုဘက်တီဘက်တကောက်မှွေပြီးသွားပြီးအဲ့လိုတကောက်မှွေပြီးချိန်မှာသူနဲ့ကိုယ်နဲ့ပထမဆုံးတွေ့တယ်။ တောက်ခန်းကိုအော်ဂိုလာ23ရက်နေ့မှာရောက်ပြီးတော့ကိုနဲ့တွေ့ဆုံချိန်အော်ဂိုလာ25ရက်နေ့မှာပဲသူဟာ12ရက်နေ့အတွင်းမှာတောက်ခန်းရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်ရောက်ပြီးသွားပြီးတောက်ခန်းရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်တစ်ခေါက်ရောက်ဖို့ဆိုတာခက်ခဲများစွာကိုဖြတ်တန်းရတယ်။ဈာထဲမှာကရန်သူတွေရှိနေတယ်လေ။ဒါပေမဲ့မြို့ကကူတော့တောက်ခန်းရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုအကြိမ်ပေါင်းမြောင်များစွာလွန်ထိုးပြီးသွားနေခဲ့တာ။ကံဘောစနာရှု၄၆အဲ့ဒီကနေဈေးတဝန်0.110 0.1130အဲ့ဒီကနေ354အဲ့လိုမျိုးလွန်ထိုးသွားလာနေတာသူ့ရဲ့အလုတ်ကရန်သူကြားထဲကိုကွန်မန်ဒိုပုံစံမျိုးနဲ့သွားလာနေရတာမျိုးဖြစ်တယ်။ဒုတိယပုံမူကြီးမျိုးကကတော့ Anieri ကြားထဲဖျက်တမ်းသွားလာနေခဲ့ရမျိုးဖြစ်တယ်။သူ့လောက်ခဲ့ကင်ခဲ့တာတွေကခက်ခက်ခဲခဲတွေကြီးပဲ။အင်းတိုင်းတမ71ကလာတဲ့ဆိုပေမဲ့ဟိုဘက်မှာတကယ်ကြီးကိုလောက်ရတာ။ဒါကြောင့်လဲသူရပွက်ရတာလေ။မျိုးကကတော့ဟာတောင်ခန်းတိုက်ပွဲတွေမှာအတေကအရေးပါခဲ့တဲ့ဂျိုကာတစ်ချက် ကျုပ်ကတကောင်ပါလို့ပြောပါရယ်။တောက်ခန်းတိုက်ပွဲဟာရပ်ပေါင်း200နီးပါးကြာတိုက်ခိုက်ခရရတဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့နေစဉ်နီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့တချို့ရက်တွေဆိုရင်တရက်ထဲတိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တဲ့အတွက်ရပ်ပေါင်း200နီးပါးအတွင်းတောက်ခန်းမှာတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းရှားနေချီဖြစ်ခဲ့တယ်လို့သိရပါရဲ့ရှင်။